စစ်တပ်ကကျမကိုလာဖမ်းတဲ့အချိန်မှာကျမကနေရံပေါ်ကိုစာရွက်တွေတရွက်ချင်းကပ်နေခဲ့ပါတယ်။အချိန်ကာလကတော့2021ခုနှစ်ဧပြီလထဲမှာပါ။ ဆန္ဒပြပွဲတွေရက်သွားတဲ့အချိန်ရောက်တဲ့အခါလမ်းမှာပိုစတာတွေကပ်မယ်ဆိုပြီးတငယ်ချင်းတွေနဲ့ပတ်စံစုပြီးဒီစာရွက်တွေထုတ်လာခဲ့တာဖြစ်ပါတယ်စစ်တပ်ကအာဏာသိမ်းတာမတရားဘူးဆိုတာသိခဲ့ပေမဲ့အခြေအနေတွေကိုကျွန်မအပြည့်အဝနားမလည်ခဲ့ပါဘူး ကျမရဲ့ပုံကံမှုအစ်စမဒီကောင်လေးကျမကိုဖမ်းသွားတဲ့အချိန်မှမှစတင်ခဲ့ပါတယ်စတင်ခဲ့ပါတယ်စတင်ခဲ့ပါတယ်တခြားနိုင်ငံရဲ့အကျဉ်းသားတွေလိုစစ်ကြောရေးတဲ့မှာရိုင်းမှတ်ခံရတာမျိုးရှိပါဘူး။

ာဝန်နှန်းတွေကသူတို့ကိုယ်တိုင်အကျင့်ပြတ်ချစားနေပေမဲ့ဥပဒေနဲ့အညီစီကံချက်အရဆိုတာတွေကိုတော့ဗဇက်ကမချပါဘူးတချို့ထာဝန်နှန်းတွေကြတော့နိုင်ခြင်းနေရှိမှဆိုသူတော်ကောင်းအောင်ဆောင်နေတတ်ပြီးနောက်ွယ်မှာတော့အာဏာပိုင်ကိုပြန်ပြီးခုံတိုက်တတ်ပါတယ် တချို့ထောင်ဝင်နှန်းတွေကြတော့ပတ်စံရဖို့အတွက်ဆိုမူရစ်ဈေးကအစအသွင်းထုတ်လုပ်တတ်ကြပါသေးတယ်ချို့ကြတော့ရှေ့မှာလဲပေါ်ပေါ်ထင်ထင်လူယုံမှာနောက်ကွယ်မှာလဲလူယုံမှာပါပဲကျမထင်တာကတော့နည်းနည်းယုံမှာနဲ့မြန်မြန်ယုံမှာတာပဲကွာပါလိမ့်မယ် ထောင်ထဲမှာကတငါနာနီးတငါဆိုသလိုတခြားသူတွေမတရားခံနေရတာကိုအမြဲမြင်ရကြားရတွေ့နေရပြီးစိတ်ထိခိုက်စရာစိတ်တူစရာတွေကြီးပြင်းထန်နေပါတယ်ထောင်ကကျွေးအစားတောက်ဆိုတာကလည်း

ကျမတို့တွေအခွင့်အရေးရရင်ရသလိုစာအုပ်တွေဖတ်ပြခဲ့ပြီးတော့တမိုင်းအကြောင်းတွေလည်းလေ့လာပြခဲ့ပါတယ်။တဖြည်းဖြည်းစစ်ကောင်စီနဲ့သူ့နောက်လိုက်တွေကတကြိတ်တည်းတညံနေပဲဆိုတာကိုသဘောပေါက်လာခဲ့ပြီးတဲ့နောက်မှာတော့ထောင်ဝန်ထမ်းတွေပြောတဲ့စကားတိုင်းကိုလိုင်းနာစရာအကြောင်းမရှိဘူးဆိုတဲ့အချက်ကိုစဉ်းစားတယ်၊စဉ်းကျင်တယ်၊ဆုံးဖြတ်တယ်၊ကြင့်သုံးတယ်။ ီလိုမျိုးသူတို့ကိုအမြဲတစေပုံကန်နေတာကြောင့်ပဲကျမနဲ့နောက်ထပ်နိုင်ခြင်းအမျိုးသမီးတအုပ်ကိုသူတို့ကတရက်မှလေးဝါးရင်းနဲ့ဝိုင်းပစ်ကြပါတယ်ပြီးတော့ جماعه တို့ကိုရက်အတန်ကြာတိုက်ပိတ်လိုက်ပါတယ် တိုက်တဲ့ကပြန်ထွက်လာပြီးနောက်မှာလဲဒါမျိုးထက်ကြုံလာပြန်လဲကျမတို့ကဆက်ပုံကန်လဲသူတို့ကလေးခွနဲ့ထက်ပစ်တယ်ထက်ပြီးတိုက်ပိတ်တယ်နောက်ဆုံးတစ်ခေါက်မှာတော့တိုက်ပိတ်ယုံတာမကတော့ပါဘူးကျမတို့ကိုပောက်ပြဲဖူးရောင်ကုန်တဲ့အထိထောင်ဝန်တန်းတွေကဝိုင်းဝန်းကန်ကြောက်ပြီးနှိပ်စက်ခဲ့ပါတယ် ရလာတဲ့ဒဏ်ရာတွေကိုစေကူတာဝန်တောင်းတဲ့အခါမှာလဲကုတာဝန်တရားမရရှိခဲ့ပါဘူး။ထောင်ဆရာဝန်နဲ့ပြခွင့်ရတဲ့အခါမှာလဲဖာယောဂါဖြစ်ဖြစ်သူပေးတဲ့ဆေးကဒိုက်ဂလိုဆိုတဲ့အကိုက်ကဲပြောက်စီတစ်ခုပါပဲ။ထောင်ထဲကဒီဆရာဝန်လေးက တက်လို့လှုပ်ရှားတာထက်ငတ်လို့လှုပ်ရှားတာလို့ကျွန်မမြင်ပါတယ်။ထောင်ထဲမှာဒီလိုဒဏ်ရာတစ်ချက်တွေနဲ့စေကူတာခွင့်မရရှိတဲ့နိုင်ငံကြီးအကျဉ်းသားတွေဒုနဲ့ဒီရှိနေပါတယ်။ နှစ်နှစ်အကြာမှာကျွန်မထောင်ကနေပြန်လွတ်လာခဲ့ပါတယ်ကျွန်မအနေနဲ့ဒီနေရံတွေချားကလွတ်လာပြီဆိုပေမဲ့အခုချိန်ထိစိတ်လွတ်ကိုလုံးမပြောနိုင်ပါဘူး